အခုရဲ့နာမည်ကတော့ကိုကျော်နိုင်ဦးပါ Risk Division အောက်မှာရှိတဲ့ကြွေးကောက်ခံရေးဌာနရဲ့တာဝန်ခံပါအဆင်ပြေနေတဲ့အချိန်မှာပဲဖြစ်ဖြစ်ပေါ့နော်ခက်ခဲနေတဲ့ရင်ဆိုင်နေရတဲ့အချိန်မှာပဲဖြစ်ဖြစ်ပေါ့ကျွန်တော်တို့ရုံးမှပန်ဝန်ထမ်းတွေဟာတာဝန်ယူမှုတာဝန်ခံမှုအပြည့်အဝနဲ့သူတို့ရည်မှန်းထားတဲ့သူတို့မျှော်မှန်းထားတဲ့ပန်းတိုင်ကိုမရောက်ရောက်အောင်ဆောင်ရွက်လေ့ရှိကြတဲ့လုံဆောင်လေ့ရှိကြတဲ့ရုံးမှပန်ရဲ့ organization culture လည်းတကယ့်ကိုကျွန်တော်တို့ ဂုဏ်ယူစရာဖြစ်ပါတယ်။တခါတလေကျွန်တော်တငယ်ချင်းတွေနဲ့ပြောမိဆိုမိတဲ့အခါဒုမဘန်ပေါ်ဘလို့သဘောထားတယ်လို့ပြောလို့ရှိရင်ဒုမဘန်ဟာကျွန်တော်ရဲ့ဒုတိယမိခင်ပါတယ်လို့ကျွန်တော်ပြောမိပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်အမေကမွေးရုံမဲ့မွေးပြလိုက်တာ။ကျွန်တော်ယုံမဘန်ကိုစချွိုင်းတဲ့ချိန်ဒီဒီနေ့ချိန်ထိဒုမဘန်ကြောင့်ပဲကျွန်တော်ယက်တီနိုင်တာဖြစ်လို့ပါပဲ။ကျွန်တော် personal life ရဲ့ကြီးမားတဲ့တိုးတက်ပြောင်းလဲမှုလို့ပြောလို့ရတာပေါ့။အဲ့ဒါဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အိမ်တော်ဘက်ကလည်းယုံမဘန်ကပဲ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ဒီကိုဘဲလူတွေနဲ့ပြည့်ဝက်တွေကိုခါဝက်ပစိုးလို့ရဲမြန်စွာလိုက်နာကျင့်သုံးနိုင်တဲ့အတွက်ကြောင့်မလို့ရိုးမဗန်ဟာမြန်မာပြည်ရဲ့ financial service industry မှာတကယ်ကိုအောင်မြင်တဲ့ဗန်တစ်ခုဖြစ်ခဲ့ပြီးတော့အခုဆိုလို့ရှိရင်32နှစ်တောင် တိုင်ခဲ့ပြီပေါ့နော်ရိုးမဗန်မှာတာဝန်ထမ်းဆောင်ခြင်းအပြင်ကျွန်တော်ရဲ့တက်မွေးဝမ်းကြောင်းပညာရဲ့ professional flight ကတော့တိုးတက်ပြောင်းလဲမှုတွေအများကြီးရရှိခဲ့ပါတယ်ဒီအတွက်လည်းကျွန်တော်အနေနဲ့ရိုးမဗန်ကိုကျေးဇူးအများကြီးတင်ပါတယ်